မင်္ဂလာပါရှင်ခိတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘယ်လာရုကမြန်မာစစ်အုပ်စုထံလေးချောင်းကာကွယ်ရေးစနစ်အယောင်ချထားမြန်မာစစ်တပ်ဘက်ဝန်ထမ်းများအားလည်းလေးချင်းတင်ကြားပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် အာနာရှင်လူကာရှန်ကိုဦးဆောင်သည့်ဗီလာရုအစိုးရသည်မြန်မာစစ်အုပ်စုထံလေကြောင်းကောက်ွက်ရေးစနစ်တစ်ခုရောင်းချထားပြီးမြန်မာစစ်ဘက်ဝန်ထမ်းများအားဗီလာရုတက္ကသိုလ်များတွင်လေ့ကျင့်သင်ကြားပေးနေကြောင်း Justice for Myanmar GFM အဖွဲ့ကယနေ့တရေထုတ်ပြန်လိုက်ပါတယ်။ လှုပ်ဝက်ပေါက်ကြားလာသည့်မြမလီကျောင်းကောက်ွယ်ရေးကုတ်ကဲမှုဌာနချုပ်နှင့်ဗဲလာရုအာနာပိုင်ညာအကြာပေးစာများအရာဗဲလာရုအာနာပိုင်ညာသည်မြမစစ်အုပ်စုအတွက်လေကျောင်းကောက်ွယ်မှုစစ်စင်ရေးဆိုင်ရာအမိန့်ပေးစနစ် MADOC သုံးဘက်မြင်ရေဒါနီးပညာမြေပြင်အခြေစိုက်ဒုံးကျည်စနစ်များအပါအဝင်အစင်းမြင့်စစ်ဘက်နီးပညာများတွဲပြောင်းပေးထားသည့်အထောက်အထားများရရှိကြောင်း Justice for Myanmar ကထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်ပါသည် မြမစစ်တဲ့အတွက်တီးတဲ့ဒီဇိုင်းရေးဆွဲထားသောအဆိုပါလှေကြောင်းကောက်ွယ်ရေးအမိန်ပေးစနစ်ကိုဖရဲလာရုနိုင်ငံပိုင်ကုမ္ပဏီ Vespel Finance Technica VSPD မှတက်စင်မြန်မာစစ်တပ်ထံရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းနဲ့ဖရဲလာရုအစိုးရနဲ့မြန်မာစစ်အုပ်စုအကြားအရေးပါသောစစ်ပတ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအထောက်အထားအသစ်များလည်း တွေးရှိထားကြောင်း JFN ကဆိုပါတယ်။အဆိုပါလေကြောင်းကောက်ွက်ရေးစနစ်သည်တော်လရေးအင်အားစုများအသုံးပြုနေသော drone များအပါဝင်ဝေဟင်ရှိအရာဝတ္ထုများအားရှာဖွေနိုင်ပြီးပြစ်မှတ်များအားအလိုအလျောက်ခြေရာခံလိုက်နိုင်ရန်ဒီဇိုင်းရေးဆွဲထားသည့်မြင်ကွင်းကျဲအလိုအလျောက်ထိန်းချုပ်စနစ်နှင့် Faster သုံးပတ်မြင် radar နည်းပညာများပါဝင်သည်ဟုလည်း JFN ကဆိုပါတယ်။ Justice for Myanmar ၏ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကအခုအထောက်အထားတစ်တွေအရာမြန်မာပြည်သူတွေအပေါ်အကြမ်းဖက်ဆစ်စင်ရေးဆင်နွှဲပြီးဆေးရဇဝဲမှုတွေနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ယာဇဝဲမှုတွေကိုအပြစ်ပေးအရေးယူခံရခြင်းစိုးစင်းမရှိပေ။ကျူးလွန်နေတဲ့ဆစ်အုပ်စုအပေါ်ဘယ်လာရုနိုင်ငံကစက်ပြီးပန်ဖို့ကူညီနေတာကိုပြသနေပါတယ်။ယူကရိန်းနိုင်ငံအပေါ်ရုရှားရဲ့ကျူးကျော်ဝင်ရောက်မှုမှာဗီလာရုနိုင်ငံရဲ့ပံ့ပိုးမှုတွေရှိတာကိုသိရှိထားပြီးဖြစ်တဲ့အတွက် မြန်မာစစ်အုပ်စုနဲ့ဗီလာရုအစိုးရတို့အကြားပူးပေါင်းဆောင်ရွက်မှုအပေါ်မှာလည်းအရေးတကြီးနဲ့ပုံမကြဲကြဲပြန့်ပြန့်စိုးရိမ်တက်ပါတယ်ဟုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ထို့ပြင်စစ်ကောင်စီစစ်လက်နက်ထုတ်လုပ်ရေးစက်ရုံများနဲ့ဆက်နွယ်နေသောမြန်မာစစ်ဖက်ဝန်ထမ်းများသည့် Vela UCN State University of Informative and Radio Electronic BSUIR တွင်လေကြောင်းကာကွယ်ရေးစနစ်များအတွင် Radio Electronic Engineering ပညာရပ်များသုတေသနပြုသင်ယူလေ့လာနေသည်ဟုလည်း JFN ကဆိုပါတယ်။ မြန်မာစစ်ဘက်ဝန်ထမ်းများအားဖေလာရုမှလေ့ကျင့်သင်ကြားပေးနေခြင်းနှင့်ပတ်သက်၍မတ်ယဒနာမောင်ကမြန်မာစစ်ဘက်ဝန်ထမ်းတွေကိုလက်ခံထားတဲ့တက္ကသိုလ်တွေအပါအဝင်ဖေလာရုအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေမဖြစ်မနေချမှတ်ပါဖေလာရုနိုင်ငံကတဆင့်မြန်မာနိုင်ငံကိုကုန်ပစ္စည်းတင်ပို့မှုမှန်သမျှတားဆီးဟန်တာနိုင်ရေးအတွက်ကြိုးပမ်းအားထုတ်မှုတွေကိုလည်းလှုံ့ဆော်တင်ပါတယ်ဟုဆက်လက်ပြောကြားခဲ့ပါတယ် ်ပေလာရုနိုင်ငံသည်မြန်မာစစ်အုပ်စုနှင့်ကာလာရှီမိတ်ဖက်နိုင်ငံဖြစ်သည်ပြီးခဲ့သည့်နှစ်များအတွင်းနိုင်ငံကြားအပြန်အလှန်အဆင့်မြင့်ချစ်ကြည်ရေးခရီးစဉ်များခက်စိတ်စိတ်ဖြစ်လာပြီး2025ခုနှစ်အတွင်းတွင်တော့စစ်ရာဇဝတ်ခေါင်းဆောင်မရောက်လိုက်သည့်ဗေလာရုနိုင်ငံသို့နှစ်ကြိမ်သွားရောက်ခဲ့ကအာနာရှင်အလက်ဇန္ဒားလူကာရှန်ကိုအပါအဝင်ထိပ်ပိုင်းခေါင်းဆောင်များနဲ့တွေ့ဆုံခဲ့သည် ဖယ်လာရုစစ်ဖက်အင်ဂျင်နီယာတွေနဲ့စစ်လက်နက်ပစ္စည်းများမှကိုယ်စားလှယ်များအပါအဝင်ဖယ်လာရုကိုယ်စားလှယ်များဒီလဲမြန်မာနိုင်ငံသို့အကြိမ်ကြိမ်လာရောက်ခဲ့ကြောင်း GFN ကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးဒေါအောင်ဆန်းစုကြည်နေပြီးတော့အချုပ်ထောင်နိုင်မရှိဘဲလှုပ်ဝက်နေရာ၌ဖမ်းဆီးချုပ်နှောင်ခံထားရဟု မြမအချင်းချောင်တက်တဲ့အဖွဲထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်အားနေပြီးတော့အချုပ်တောင်နဲ့၁၄မိုင်အကွာရှိလှုပ်ဝက်နေရာ၌ဖမ်းဆီးချုပ်နှောင်ထားပြီးအဆိုပါဖြစ်ပေါ်လာနိုင်သည့်နောက်ဆက်တွဲအခြေအနေများနဲ့ပတ်သက်၍အ धिक တာဝန်ယူကြရမည်အမည်စရင်ကိုမြမအချင်းချောင်တက်တဲ့ MPW အဖွဲ့အစည်းကယနေ့ထုတ်ပြန်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည်နေပြည်တော်အချုပ်ထောင်နှင့်14မိုင်22.5ကီလိုမီတာအကွာဝေးတွင်ရှိသည့်စစ်စင်ရေးအထူးအဖွဲ့ကာဆာထ6ရုံးစိုက်သည့်နေရာတွင်လုံခြုံရေးတင်းကျပ်စွာဖြင့်မတရားဖမ်းဆီးချုပ်နှောင်ထားခံရကြောင်း ထိုနေရာသည်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ယုံထိုင်သည့်နေရာနှင့်မဝေးဘဲလက်ရှိအချိန်တွင်ဒုတိယဗိုလ်ချုပ်ကြီးအစင်ရှိသူမှတာဝန်ယူဦးစီးနေသည်ဟု MBW ကထုတ်ပြန်ထားပါသည်။လက်ရှိတွင်ဒေါအောင်ဆန်းစုကြည်နှင့်သွားနှင့်ပတ်သက်သည့်ဝေဒနာနှလုံးနှင့်ပတ်သက်သည့်ဝေဒနာနှင့်အသက်အရွယ်ရာတက်ကြီးပိုင်းတွင်ဖြစ်လေရှိသော ကျန်းမာရေးဝေဒနာများလည်းခံစားနေရပြီးလုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကိုစနစ်တကျကုသခွင့်မရရှိပဲစစ်ကောင်စီခွင့်ပြုထားသည့်ဆရာဝန်ဤစေမှုများမှတဆင်စေမီတို့နှီးဖြင့်သာကုသခွင့်ပေးနေသည်ဟုဖော်ပြထားပါသည် ထို့ပြင်မိသားစုနှင့်ထောင်ဝင်စာဧည့်တွေ권ကိုပိတ်ပင်ခံထားရသည့်တဦးရီသောနိုင်ငံရေးအကျဉ်းသားဖြစ်ပြီးစစ်ကောင်စီသည်ဒေါအောင်ဆန်းစုကြည်အားရည်ရွယ်ချက်ရှိရှိနှင့်စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်နေသည်ဟု MBW ကထုတ်ပြန်ထားပါသည်ဒေါအောင်ဆန်းစုကြည်အောင်စစ်ကောင်စီကနိုင်ငံတော်အကြီးအကျယ်ဖျက်ဆီးရန်လှုံ့ဆော်သည်ဟု၍ပုံမှန်905ခါဝင်ဆက်သွယ်ရေးဥပဒေပုံမှန်60ခွန် ပို့ကုံသွင်းကုံဥပဒေပုံမှ၈၊တဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုံမှ25၊အဂရိတိုက်ဖြတ်ရေးဥပဒေပုံမှ55၊ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်ဩစာသုံးတည်ဟူသောစွပ်စွဲချက်ဖြင့်ရစသက်ကြီးအဥပဒေပုံမှ130ကကြီးနိုင်ငံတော်လှုပ်ဝက်ချက်များပေါက်ကြားခဲ့သည်ဟူသောစွပ်စွဲချက်ဖြင့်လှုပ်ဝက်ချက်များအဥပဒေပုံမှ3 1ကငယ် ် NLD အစိုးရလက်ထက်သဘာဝဘေးကင်ဆယ်ရေးအတွက်အီတလီထုတ်ရဟတ်ယာဉ်တစီခါရန်ဝယ်ယူပြင်ဆင်သုံးဆွဲခဲ့သည်ဟုဆိုကာ ရှာစသက်ကြီးအမှုအမှန်46မှ50အထိဆွဲဆိုထားပြီးမတရားအမိန်များဖြင့်စုစုပေါင်း1033နှစ်ထိအမိန်ချမှတ်ခဲ့သည်2023ဩဂုတ်လတရက်နေ့တွင်ဒေါအောင်ဆန်းစုကြည်အပေါ်ဆွဲဆိုအမိန်ချထားသည့်ပုံမှန်များထဲမှတဘာဝဘေးပုံမှန်25ပုတ်ကုံသွင်းကုံဥပဒေပုံမှန်10ဆက်သွယ်ရေးဥပဒေပုံမှန်69နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်905ခါခွင့်စသည့်အမှုလေးမှုကိုလူငင်းခွင့်ပြုခဲ့သည်ဟုထုတ်ပြန်ခဲ့တော်လဲ လက်ရှိအချိန်အထိ1028နှစ်အထိချမှတ်ခံထားရဆဲဖြစ်ပါတယ်။အဆိုပါအမိညာချမှတ်ရာတွင်စကူသီးသီးမျိုးနဲ့တရားသူကြီးဦးမောင်မောင်တွင်တက္ကိနခရိုင်တရားသူကြီးဦးရဲတွင်မန္တလေးတိုင်းတရားလွှတ်တော်တရားသူကြီးဦးမြင့်တန်းနှင့်မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးကျော်ဒေါခင်သင်းဝေတို့မှစစ်ကောင်စီဆန္ဒအတိုင်းတသွေးမသိမ်းလိုက်ပါဆောင်ရွက်ခဲ့ကြသည်ဟု MPW ကဖော်ပြပါတယ်။ဒေါအောင်ဆန်းစုကြည်မတရားဖမ်းဆီးခံထားရမှုကြောင့်ဖြစ်ပေါ်လာမိနောက်ဆက်တွဲကိစ္စရများတွင် ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်ဒုကာကွယ်ရေးဦးစီးချုပ်ဆိုဝင်းပြည်ထရေးဝန်ကြီးဟောင်းဆိုထလက်ရှိအနာပေးခံထားရာပြည်ထရေးဝန်ကြီးဟောင်းရပြီးလက်ရှိနေဆက်ရေးရာဝန်ကြီးပြည်ထရေးဝန်ကြီးထွန်းထွန်းအောင်ကာစားထခြောက်မှုများဖြစ်သည့်ဒုတိယဗိုလ်ချုပ်ကြီးတန်လှိုင်ဒုတိယဗိုလ်ချုပ်ကြီးတန်ထွန်းဦးဒုတိယဗိုလ်ချုပ်ကြီးတေစာကျော်ဒုတိယဗိုလ်ချုပ်ကြီးဖုံမြန်အချင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဟောင်းစော်ဝင်းအချင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်မျိုးစေလက်ရှိနေပြီးတော့အချုပ်ထောင်ထောင်ပိုင်းဦးသိန်းစော်မောင် ဒုထောင်ပိုင်ဦးကျော်သူရာဦးစည်းအရာရှိဦးအောင်တန်းမြင်လက်ထောက်ကြီးကျက်ရည်မှုကျော်မင်းထိုင်ဦးစည်းအရာရှိတိန်ကြီးမြင်လက်ထောက်ကြီးကျက်ရည်မှုမေသူအောင်တာဝန်ခံရမည်ဟု MPW ကထုတ်ပြန်ထားပါတယ်။အခြားပါဝင်ပတ်သက်၍စေကောင်းဆောင်အလို့ကျဆောင်ရွက်သူများလည်းများစွာရှိနေစေဟုအသိပေးထားပါတယ်။ဒေါအောင်ဆန်းစုကြည်အောင်အာနာသိန်းစစ်ကောင်စီမှမတရားချုပ်နှောင်ထားမှုအကျဉ်းသားအခွင့်အရေးပယ်ဖျက်မှုနှင့်စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုအပေါ်အပြည်ပြည်ဆိုင်ရာအတိုင်းအဝိုင်းမှာပြင်းပြင်းထန်ထန်တုံ့ပြန်မှုများပြုလုပ်ရတဲ့နိုင်ငံတကာအဖွဲ့ စည်းများနဲ့နိုင်ငံတကာခေါင်းဆောင်များထံသို့လည်းအောက်ပါအချက်၄ချက်ကိုတောင်းဆိုထားပါတယ်။ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားချက်ချင်းပြန်လွှတ်ရေးနိုင်ငံတကာခေါင်းဆောင်များအနေဖြင့်စူပေါင်းတောင်းချက်ထုတ်ပြန်ပေးရန်မြန်မာနိုင်ငံရှိအာဏာသိမ်းစစ်တပ်အပေါ်တန်တမာရေးဖိအားပေးခြင်းအပြင်စေကောင်းဆောင်များနိုင်ငံပြင်ပတော်လာမှုများကိုကန့်သက်ခြင်းပြုရန်ဒေါအောင်ဆန်းစုကြည်အားလွတ်လပ်သောလူအခွင့်အရေးအဖွဲ့များနှင့် ICRC မှချက်ချင်းတွားရောက်စစ်ဆေးခွင့်ရရှိရေးတောင်းဆိုရန်ဒေါအောင်ဆန်းစုကြည်တဦးရေချိုးပေါက်ခံရရသည့် မိသားစုဝင်သို့မဟုတ်သက်ဆိုင်သူများနှင့်ခြံဝင်စားဧည့်တွေဝင်ကိုအကျဉ်းသားအခွင့်အရေးအရာအပြည့်အဝပေးရန်အာဏာသိမ်းစစ်ကောင်စားများအား PRP တောင်းဆိုပေးရန်တို့ကို MPW ကတောင်းဆိုထားပါတယ်မြမအကျဉ်းတောင်းတပ်သေး MPW အဖွဲ့အစည်းသည်အကျဉ်းတောင်းများနှင့်ထိန်းသိမ်းရေးစခန်းများကိုစောင့်ကြည့်ခြင်းအကျဉ်းတောင်စာနစ်များအတွင်ကလူခွင့်ရေးချုပ်ဖောက်မှုများကိုမှတ်တမ်းတင်ခြင်းနိုင်ငံရေးအကျဉ်းသားများကိုကူညီဆောင်ရှားမှုပေးခြင်းနှင့်အဓိကဆောင်ရွက်နေသည့်အရက်ဖက်အဖွဲ့အစည်းဖြစ်သည့် ဒေါအောင်ဆန်းစုကြည်ဤလက်ရှိအခြေအနေနဲ့ပတ်သက်၍မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဗဟိုကော်မတီဝင်ခိုတိုက်ထုံးဦးကလည်းကျမ်းမာရေးဆိုးရွားတဲ့အခြေအနေဖြစ်နေလားဆိုတာမသိရတော့အောင်တီလှုပ်ဝက်ထားတာအင်မတန်စိုးရိမ်စရာကောင်းနေပါတယ်ဟုပြောပါတယ်။ထို့ပြင်ဒေါအောင်ဆန်းစုကြည်အားမတရားဖန်ဆီးထိမ့်သိမ်းထားသည့်ဖြစ်စဉ်၌ပါဝင်နေသူများအလုံးထိုက်တင်သည့်ပြစ်ဒဏ်များပြန်လည်ပေးနိုင်ရေးနိုင်ငံတကာအတိုင်းဝိုင်းမှလည်းအာရုံစိုက်တောင်းဆိုရန်ခိုတိုက်ထုံးဦးကတိုက်တွန်းပါတယ်။ ်စေကောင်စီကဖန်စီပီနှစ်ရှည်ထောင်တန်းချမှတ်ခံထားရသည်ဒေါအောင်ဆန်းစုကြည်သည်ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ကအသက်80ပြည့်ခဲ့ပြီးနိုင်ငံတကာအတိုင်းအဝိုင်းတွင်မြန်မာလူထုကလည်းမွေးနေ့ဆုတောင်းသိမ်းချီ၍ပေးပို့ခဲ့သည်မွေးနေ့ဆုတောင်းသူများကိုလည်းစေကောင်စီကဖန်စီမှုများပြုလုပ်ခဲ့သည်